ကျွန်တော်တို့လက်ရှိကဘာကြီးမှာချိန်ဆက်ဝန်းတွေကိုဘယ်လိုသတ်မှတ်ထားလဲဆိုတာနဲ့အဲ့ဒီချိန်တွေကိုဖော်ပြတဲ့အနိုင်မျိုးစားတွေဘယ်လောက်ရှိလဲဘယ်လိုလုပ်လို့လဲဆိုတာကိုပြောပြပေးတော့ပါမယ်ချိန်နဲ့နိုင်ဆိုတာကခွဲခြားလို့မရတဲ့အရာတစ်ခုပါချိန်ဆိုတာနိုင်မဟုတ်ပင်မယ်နိုင်ဆိုတာကတော့အချိန်ကိုဖော်ပြပေးတဲ့နေရာမှာတော့မရှိမဖြစ်ပါဒါပေမဲ့ခုခေတ်ချိန်ခါမှာဆိုရင်တော့တိရံဟာဝဲနိုင်ရဲ့လိုမဟုတ်တော့ပဲမာတီတက်စ်လုပ်လို့ရတဲ့ ကွန်ပျူတာတွေလက်ခိုင်ဖုန်းတွေမှာ software နိုင်ငံတွေဖြစ်ရှိနေကြပါပြီအချိန်ဆိုတာကကဘာဥစ္စာကလေးကရှိခဲ့တာပါကဘာဥကလေးကမရှိခဲ့ကြတာတော့အချိန်ကိုဘယ်လိုသတ်မှတ်မလဲဆိုတာ ਨੇ အဲ့ဒီအချိန်တွေကိုသိရဖို့တိုင်းတာတဲ့ပစ္စည်းတွေမရှိခဲ့တာပါပဲဒါကြောင့်ကဘာကြီးကသူ့ဘာသူကဘာဥစ္စာကလေးကပြည့်ပြည့်စုံပြီးတာပါအပြည့်ပြည့်စုံတာကကျွန်တော်တို့လူသားတွေပါမွေးဖွားလိုက်တည်ဆုံးလိုက်ဆိုတဲ့အတန်တရာဇဝန်ထဲမှာ ပြည့်စုံမှုဆိုတဲ့အရာတွေကိုမျိုးဆက်လိုက်အတိတ်ကရောယခုလက်ရှိမှာရောနောက်လာမယ့်အနာဂတ်မှာရောရှာနေကြအောင်ပါပဲ။ဒါကြောင့်မဲဒီကဘာဂျိုကြီးရဲ့ကျမ်းမာရေးဟာတစ်ဖြည်းဖြည်းနဲ့နာတာရှင်ယောဂကြီးတစ်ခုလိုဖြစ်လာနေပါပြီ။လူသားတွေရဲ့ကျမ်းမာရေးအရေးသွေးဟာလည်းနှိမ့်ချလို့နေပါတယ်။ဒါပေမဲ့တိတ်ပြီးစိတ်မပူကြပါနဲ့။လူတွေကတော့ဆက်ပြီးတော့ပြည့်ပြည့်စုံမှုကိုရှာနေကြအောင်ပါပဲ။ လူသားတွေဟာအရင်ကာလများစွာကတည်းကဒေတာလိုက်အချိန်တွေကိုကိုနီကိုဟန်နဲ့တတ်မှတ်လာခဲ့ကြတာပါ။ဒါပေမဲ့နေရာဒေတာလိုက်အချိန်ခြားနာမှုကိုမော်ဒန်ဒေးမတိုင်ခင်ကနားမလည်ခဲ့ကြပါဘူး။ခရစ်နှစ်1800မတိုင်ခင်ကလူသားတွေဟာဒေတာသွင်းရဲ့အချိန်ကိုသိဖို့ဒီနာရီကိုသုံးခဲ့ကြတာပါ။ပြဿနာကဒေတာတစ်ခုရဲ့အချိန်ကအခြားဒေတာတစ်ခုရဲ့အချိန်နဲ့မတူချင်းဖြစ်ပါတယ်။ဥပမာရခင်ခေတ်တွေကသုံးတဲ့ဂျင်းနန်ဂျိုးနဲ့စာရီပို့တဲ့အခါပို့လိုက်တဲ့သူရဲ့အချိန်နဲ့လက်ခံလိုက်တဲ့ ်ချားသေးတာကအချင်းတွေကမတူပါဘူးဒီဘက်ကညဆိုရင်လက်ခံတဲ့ဘက်ကကွာဝေးပေါ်မူတည်ပြီးမနဲ့သူ့မဟုတ်မတူညီတဲ့အချင်းတွေဖြစ်နေမှာပါအဲ့ဒါတွေကြောင့်အချင်းကွာချားချက်ကိုတိတိကျကျသိရဖို့တော့1884ခုနှစ်ဝါရှင်တန် DC မှာ International Meridian Conference တခုကျင်းပခဲ့ပါတယ်။ဒီ conference မှာအဖွဲ့ဝင်25နိုင်ငံပါဝင်ပြီးအင်္ဂလန်နိုင်ငံလန်ဒန်မြို့ရဲ့အရှိတောင်ဘက်မှာရှိတဲ့ greenness ဆိုတဲ့နေရာကို0 degree လောက်ကြီးချုပ်အဖြစ်သတ်မှတ်ခဲ့ကြတာပါ။အဲဒီနေရာကတောင်ဝင်ရိုးစွန်းကနေမြောက်ဝင်ရိုးစွန်းကိုတက်တက်ဆွဲထားတဲ့မြင်းကြောင်တစ်ခုပါ။အဲဒီမြင်းကြောင်ကို Greenwich Mean Time GMT လို့ခေါ်ကြတာဖြစ်ပါတယ်။အဲဒီ data ရဲ့အချိန်ကိုကမ္ဘာစံချိန်သတ်မှတ်ပြီးအခြားနိုင်ငံများကလည်းမိမိတို့ရဲ့နိုင်ငံနေမွန်းတဲ့ချိန်ကိုမွန်းတဲ့စနေနေ့မှာတာထား၍ချိန်သတ်မှတ်ကြတာပါ။ ဒီ GMT0 ကနေအရှိဖက်နဲ့နောက်ဖက်ကိုကဏ္ဍတစ်ခုစီပေါင်းသွားနှုတ်သွားခြင်းဖြစ်ပါတယ်။အဲ့ဒီကဏ္ဍတစ်ခုစီဟာ15ဒီဂရီနဲ့ညီမျှပါတယ်။ကဘာကြီးကသူ့ကိုယ်သူ360ဒီဂရီလည်ပတ်တာပါ။ဆိုတော့ GMT မြင်းကျောင်း24ခုရှိပါတယ်။ဒါကြောင့်တရမှာ24နာရီရှိနေတာပါ။မြန်မာနိုင်ငံကအဲ့ဒီ0ဒီဂရီကနေတွက်ရင်6နာရီခွဲရှိကိုစောပါတယ်။အဲ့ဒါကြောင့်မြန်မာနိုင်ငံရဲ့စံတော်ချိန်က GMT plus 6နာရီခွဲဖြစ်နေတာပါထိုင်းနိုင်ငံဆိုရင်မြန်မာတက်မိနစ်30ပိုဆိုပါတယ်အဲအကြောင်းထိုင်းက GMT+7 လို့ခေါ်တဲ့ကိုရိုနာဖြစ်နေတာပါ GMT ကြောင့်ဖြစ်တော့ UTC ကြောင့်ကိုလည်းမပြောလို့မရပါဘူး Coordinated Universal Time လို့ခေါ်တဲ့ UTC ကို1960ခုနှစ်ဝန်းကျင်တွေကမှစတင်ထုတ်ပြလာခဲ့ကြတာပါ UTC မှာလည်း GMT ရဲ့တိုင်းစုံအတိုင်းပဲလည်ပတ်ပါတယ် UTC က GMT စနစ်ထက်ပိုမိုတိကျပြီးစနစ်တကျညှိနှိုင်းမှုအထူးလိုအပ်တော့ level များပြသွင်း ခြေခြေပြက်ပြက်အသုံးပြုကြပါတယ်။ဆိုတော့ UTC ဆိုတဲ့အချိန်တိုင်းတာတဲ့စနစ်ကအချိန်တိကျအောင်ဘယ်လိုချိန်ညှိလဲဆိုတာသိချင်ကြပါလိမ့်မယ်။ International Art Rotations and Reference System Service IERS ဆိုတဲ့ဖွဲ့စည်းကဒီကမ္ဘာလုံးမှာရှိတဲ့အချိန်တွေကိုသိကြအောင်လုပ်ပေးပါတယ်။ကမ္ဘာသုံးလုံးမှာရှိတဲ့မြေပြင်နက္ခတ္တဗေဒစောင့်ကြည့်ရေးစခန်းတွေဂျိုရုတွေနဲ့လူမျိုးနိုင်ရွေးစီကနေချက်လက်တွေယူပြီးအချိန်ကိုထိန်းညှိပေးတာပါ။ ဒီ UTC စနစ်ကိုတော့ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ကွန်ပျူတာများနဲ့ဆာဗာတွေက၎င်းတို့ရဲ့အချိန်ကိုချိန်ညစ်ရမှာ UTC ကိုအဓိကထားသုံးပြပါတယ် UTC ကကွန်ပျူတာကွန်ရက်တွေ data တွေဖလှယ်တဲ့နေရာတွေနဲ့လော့မှတ်တမ်းများထားရှိရတဲ့ချိန်တပြေးညီဖြစ်စေပါတယ် NTP လို့ခေါ်တဲ့နောက်ဝတိုင်း protocol ကဲ့သို့သော protocol များက UTC ကိုသုံးပြပြီးကွန်ပျူတာများရဲ့အချိန်ကိုချိန်ကျပေးခြင်းဖြစ်ပါတယ်ပြီးတော့လေယာဉ်ပြန်တမ်းမှုတင်မောခီးစင်များနဲ့ အခြားနိုင်ငံတကာပို့ဆောင်ရေးစနစ်များတွင်လည်းစီစဉ်ညှိနှိုင်းမှုများနဲ့ဆက်သွယ်ရေးများ UTC ကိုအသုံးပြုကြပါတယ် UTC စနစ်ကမတူညီတဲ့အခြေစုံတွေရှိပေမဲ့လုပ်ငန်းဆောင်တာများကိုရှုပ်ထွေးမှုမရှိဘဲစီမံခန့်ခန့်နိုင်ရန်ကူညီပေးပါတယ်နက္ခရဗေဒဘူမိဗေဒယူဘဗေဒနဲ့အခြားသိပ္ပံပါရာရဲ့များတွင်ကမ္ဘာတဝန်းလုံးမှာရှိတဲ့အချက်လက်များကိုအချိန်နဲ့တပြေးညီနိုင်ရန်လေ့လာနိုင်ရန်အတွက် UTC ကိုစံနှုန်းဖြင့်အသုံးပြုကြပါတယ် နိုင်ငံတကာရေဒီယိုနဲ့လူမြင်တန်ကြားထုတ်လွှင့်မှုများဆက်တွယ်ရေးကြိုးသူများစသည်တို့တို့လည်းအချိန်ကိုချိန်ညှိရန် UTC ကိုအသုံးပြုပါတယ်။ဘာလုံးဆိုင်ရာဗန္ဒာရေးစစ်ပွဲများရဲ့အယောင်ဝင်များနဲ့လှုပ်ဆောင်ခြင်းများကိုမှတ်တမ်းတင်ရတယ်။တိကျမှုရှိစေရန် UTC ကိုအသုံးပြုကြပါတယ်။ချိန်တွေကြောင်းပြီးတော့နိုင်ငံတွေကြောင်းပြောပြပါမယ်။ကမ္ဘာဥစ္စာတွေကအချိန်ကိုတည်ရဖို့အချိန်ပြပစ္စည်းမျိုးမျိုးကိုအသုံးပြုခဲ့ကြတယ်ဆိုတာကိုအထပ်မှပြောပြခဲ့ပြီးဖြစ်ပါတယ်။ နေထွက်ပြီးနေဝင်သွားတာကိုတရက်ဆိုပြီးအချိန်ကိုတတ်မှတ်ရတာနဲ့ပိုပြီးသေးစိတ်ကြတဲ့အချိန်တိုင်းတာမှုတွေရရှိဖို့လူသမိုင်းလျှောက်နာရီတွေကိုတည်ထွင်လာခဲ့ကြတာပဲဖြစ်ပါတယ်။စန်းတိုင်ရဲ့လို့ခေါ်တဲ့နေနာရီကိုခရစ်သက်ဂရိမတိုင်ခင်1500 BCE ဝန်းကျင်မှာအီဂျစ်၊ဂရိ၊ရောမ၊တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာအသုံးပြုခဲ့ကြတာပါ။နေနာရီဆိုတာကအချိန်မှတ်သားတွေပါတဲ့တိုင်ခွက်ပေါ်ကိုနေအောင်ကြောက်ရောက်စေခြင်းအပြင်အချိန်ကိုတည်ရတာပါ။ ခေါင်းမွန်စွာဒီဇိုင်းပြုလုပ်ထားတဲ့နေနိုင်ရာဒေတာတစ်ခုအတွင်းရှိချင်းကိုလက်ခံနိုင်တော့တော့တိကျမှုအထိတိုက်ထားပေးနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကနေအောင်မရတဲ့ညအချိန်တွေနဲ့တိမ်ထူတဲ့နေ့တွေမှာတော့အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။နေနိုင်ရာခေတ်ရဲ့တစ်စိတ်တစ်ပိုင်းအားဖြင့်လူသားတွေကိုအများကြီးချုပ်ယူခဲ့ကြပါတယ်။ Oblack လို့ခေါ်တဲ့မျက်နှာလေးဘက်နဲ့ထိတ်ချုံကြောက်တိုင်ကို Echit Data မှာတုံးခဲ့ပါတယ်။ဒီနိုင်ရာလည်းနေနိုင်လိုပဲနေအောင်ရှိမှအသုံးပြုလို့ရကြတာပါ။ ရေနာယီကို1400 BC ဝန်းကျင်မှာဘေဘီလုံတရုတ်ဂရိနဲ့ပါရှန်ဒေတာတွေမှာအသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။မြန်မာမင်းတွေလည်းအသုံးပြုခဲ့ကြတယ်လို့စောက်တွေမှာဖတ်ရပါတယ်။ရေနာယီကိုအတိအကျအဖြစ်ခြေခွက်နှစ်ခွက်နဲ့အသုံးပြုရတာပါ။ပေါ်မှာရှိတဲ့ခြေခွက်မှာအပေါင်းငယ်တစ်ခုပေါက်ရေထည်ပြီးအဲဒီကကျလာတဲ့ရေကို အောက်ကခွက်တစ်ခွက်နဲ့ခံပြီးအချိန်ကိုမှတ်သားရတာပါ။ပြောင်းနိုင်နိုင်ကိုမှတ်သားပြုလုပ်ပြီးဒါမှမဟုတ်ပင်ရဲကဲတို့အမှတ်သားပြုတဲ့အရာများနဲ့မှတ်သားပြီးအသုံးပြုခဲ့ကြတာပါ။ ဒီနာရီကတော့ချင်းကိုရေရှည်တတမထဲရဖို့လွယ်ကူမှာမဟုတ်ပါဘူး။ Instant Claw လို့ခေါ်တဲ့ဒီအမွှေးတိုင်းဒါမှမဟုတ်ချင်းစင်းခွေလုံနာရီကိုတော့တရုတ်ရိုးရာအဖြစ်အများဆုံးသုံးပြုခဲ့ကြတာပါ။ဒီနာရီကလည်းလောင်စာကို လောင်ချွမ်းစေခြင်းအဖြစ်အချင်းကိုတင်ထားကြတာပါ။ဟာဝန်ကလပ်လို့ခေါ်တဲ့တဲနိုင်ကိုတော့ကရော့ဘုံနှစ်ဖက်ပါတဲ့ထန်ချောင်းထဲမှာတန့်စင်တဲ့တဲကိုထည့်ပြီးအချင်းကိုတိုင်းထားကြတာပါဒီနိုင်တွေကတော့ဤပညာမထွန်ကားရတဲ့ရှေးခေတ်လူသားများအသုံးပြုခဲ့ကြတဲ့အရာတွေပါ mechanical clock လို့ခေါ်တဲ့စက်နာရီတွေကိုတော့73ရာစုဝင်းကျင်မှာအသုံးပြုခဲ့ကြတာပါ။ pendulum clock လို့ခေါ်တဲ့ချိန်တိနာရီကိုတော့1650 6ခုနှစ်မှာ Dutch နိုင်ငံသား Christian Hogan ဆိုတဲ့သိပ္ပံပညာရှင်တယောက်ကတည်ထွင်ခဲ့တာပါ။ဒီနာရီကိုတော့နန်းစံတယ်လို့ပြောရမှာပါပဲ။အဲ့ဒီခေတ်ခါကလူချမ်းသာတွေကသူတို့ရဲ့ချမ်းသာမှု control နဲ့အညီသူတို့ရဲ့အင်ကြီးတွေမှာခန်းသားစွာအသုံးပြုခဲ့ကြတာပါ။ ပြီးတော့ Spring Driven Clause လို့ခေါ်တဲ့ Separated နိုင်များပဲဖြစ်ပါတယ် Spring Driven လက်ပတ်နိုင်တွေကိုတော့ယခုကာလအချိန်ထိအသုံးပြုနေကြဆဲဖြစ်ပါတယ်ခင်ဗျာ Modern Kit နိုင်တွေမှာတော့ Marine Chronometer Quartz Clock Atomic Clock Digital Clock Radio Control Clock Smart Watch နဲ့ Hybrid Smart Watch ဆိုတဲ့နိုင်တွေပါပဲဒီနိုင်တွေကတော့ဒီဘက်ခင်မှာသုံးကြတာပါ Marine Chronometer နိုင်တွေကတော့သူတစ်ဖြစ်ရေချောင်းခီးတွေမှာသုံးကြပါတယ် ဒီနိုင်မှာကလောင်ကြီးကျူးလက်ကြီးကျူးတွေကိုကြည့်လို့ရပါတယ်ပြီးတော့ atomic clock ဆိုတာက ccn 133ဒါမှမဟုတ် rubidium atom တွေရဲ့တုန်ခါမှုနဲ့အချိန်ကိုထိုင်းတာတာပါဒီနိုင်ကကဘာမှာအချိန်တိကျဆုံးနိုင်ပါနေပေါင်းတန်းတရားမှာတစ်စက္ကန့်ပဲနောက်ကျရလို့ပြောထားပါတယ်ဒီနိုင်ကနေရာတစ်ခုပြေးပြီးထိုင်ချသုံးပြရတဲ့နိုင်ပါ quartz clock ရော ဒီဘက်ခင်မှာလက်ဘက်နာရီကိုတိုင်ခက်နာရီအနေနဲ့ရောအများဆုံးသုံးပြကြပါတယ်။ Quartz လို့ခေါ်တဲ့ Silicon Dioxide ပစ္စည်းကသူ့ကိုလျှက်စစ်ပေးလိုက်ရင်အတန်တိုင်းထုတ်လွှဲပေးပြီးသုံးခါချင်းအဖြစ်စက္ကန့်တွေကိုရွှေလျားစီထားပါ Radio Control နာရီတွေကတော့အချိန်ကို Radio Signal ကနေအချိန်တိကျအောင်ထိန်းကြီးပေးတာပဲဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်ဒီနာရီတွေဟာအချိန်မမှန်မှလည်းမစိုးရိမ်ရပါဘူး။နောက်ဆုံးအနေနဲ့ Smart Watch ဆိုတာကတော့ Apple Watch တွေးလွန်နိုင်တွေနဲ့ကက်စီယိုနိုင်တွေလိုမက်ကနီကယ်ရောဒီဂျစ်တယ်နည်းပညာပါပါတယ်ဟိုက်ဘရစ်မတ်ဝက်တွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ